ဘောပါလာရဲ့စတိုးဆိုင်ကိုမီးရှို့နိုင်တယ်လို့ရှိရင်ကျွန်တော်မြန်မာငွေ350ပေးပါမယ်ခင်ဗျပြာကြအောင်ရှို့နိုင်တဲ့လူဆိုလို့ရှိရင်ကာဝါစကီထုတ်ဇက်အိတ်တန်းအားမာငွေနဲ့ဆိုရင်300တန်ဖို့ရှိတဲ့ဆိုင်ငယ်တစ်ထောင်စီစီကျွန်တော်ဆုချပါမယ်ဝါဝါလိုင်းဆိုင်ကိုမဝယ်ကြပါနဲ့တခေါ့မိတယ်ဒီမိမရိုက်တယ်မပြောဘူး ဟောသူပြည့်စည်ခိုးလို့သူရိုက်တာရိုက်ရိုက်ပြီးတတ်ဆိုင်အောင်အကြောင်းကြားဟဲ့လားအဲ့အမကိုလည်းပြောချင်တာလေအဲ့လောက်ထိလှုပ်ဖို့လိုလို့လားအလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မှာတော့လူမှုကွန်ရက်ကိုမိမိရှန်ရှန်ဖြစ်စေခဲ့တဲ့လှိုင်းသားရဖြစ်စဉ်နဲ့ပတ်သက်ပြီးလူအခွင့်အရေးနဲ့ဥပဒေစိုးမိုးရေးကြာကပြင်းထန်တဲ့တုံ့ပြန်မှုများကိုတုံ့တက်တင်ပြပေးသွားပါမယ်။တွေ့တာသူအထယ်ဆိုင်နဲ့အထယ်ဆိုင်နဲ့စတိုးဆိုင် ပုံကျုပ်လမ်းမအပေါ်တဲ့ဆိုင်အမှတ်တစ်ခေါ်ရှစ်ကိုမြင်းဆောင် တစ်ခွန်ရှစ်ရှစ်ဟုတ်ကဲ့စတိုးဆိုင်ပိုင်ရှင်ကတော့ဝါဝါလိုင်ပေါ့နော်ဟုတ်ကဲ့ဝါဝါလိုင်ဆိုင်ဝိုးမွေကြပါနဲ့နော်ကျေးဇူးပြုမွေကြပါနဲ့ကိုချင်းစာစိတ်ရှိရင်တော့မွေကြပါနဲ့ဝါဝါလိုင်ရဲ့စတိုးဆိုင်ဝိုးမီးရှို့နိုင်တဲ့လူရှိရင်ကျွန်တော်မြန်မာငွေ350ပေးပါမယ်ခင်ဗျဝါဝါလိုင်ရဲ့ဆိုင်ပြကြအောင်ရှို့နိုင်တဲ့လူဆိုလို့ရှိရင်ကျွန်တော်တို့ကာဝါစကီထုတ်ဇက်8တန်းအား မြန်မာငွေနဲ့ဆိုရင်တင်း400တန်ဖို့ရှိတဲ့ဆိုင်ငယ် Oh my god တောင်းစီစီကျွန်တော်စုချပါမယ်ဘတ်ငွေ2000ကျော်မြန်မာငွေ30ကျော်40နီးပါးရှိတဲ့ GoPro เนาะတင်း20ကျော်ရှိတဲ့360တင်း30ရှိတဲ့အုတ်ထုတ်တစ်လုံးကျွန်တော်စုချပါမယ်လုံးဝပြကြပါပြီဆိုရင် မြန်မာငွေ390ဆိုင်ငယ်တစ်စီးအုတ်ထုတ်တစ်လုံး GoPro ပြီးတော့360ကင်မရာလက်အိတ်တရားစကျွန်တော်တကယ်ဆူချပါနော်ကျွန်တော်ယောက်ျားစကားနော်ဝါဝါလိုက်နအိုမာကြီးဝိမလဲပါစီနဲ့ခလေးနာရံကြည့်ပြအမျိုးသမီးတစ်ယောက်ကိုတခိုးပါလို့ဆွဆွပြီးတော့ပါရိုက်တဲ့ဟိုမျိုးသမီးတီးဖို့ ကျွန်တော်ဒီကနေပြီးတော့မေတ္တာလက်ဆောင်လေးပေးမယ်ခမားနားလဲဖို့ခမားသီးဖို့နံပါတ်1ချက်နံပါတ်1ချက်အမှုဖြစ်အခင်းဖြစ်တဲ့နေရာမှာခမားကပစ္စည်းခိုးပါတယ်လို့ပြောတယ်ဘာခိုးတယ်ဆိုတာကိုခမားအတိအလင်းမပြောဘူးလက်ထဲမှာလည်းဘာမှမတွေးရဘူးဒါလည်းဟုတ်တယ်နော် သူ့ရဲ့လက်ထက်မှာလည်းဘာမှမတွေးရဘူးခမည်းခိုးပါတယ်လို့စစ်ဆိုရနံပါတ်၄ချက်အတိဖြစ်မှုသူ့လက်ထက်မှာဘာမှမတွေးရဘူးခိုးတဲ့ပစ္စည်းကိုလည်းခမည်းမပြနိုင်ဘူးနံပါတ်၄ချက်နံပါတ်၄ချက်ခမည်း၎င်းအမျိုးသမီးကိုသပင်ဆော့ပြီးတော့ပေါ့ရိုက်တယ်တမန်နာကျင်စင်မှုတာမန်နာကျင်စင်မှုဆိုတော့ကပုံမှန်323 ုံမှ323ညတမ္မန္နာကျင်စဉ်မှုထောင်တန်တစ်နှစ်ခမောပေးမဲ့မေတ္တာလက်ဆောင်ကထောင်တန်တစ်နှစ်ကဲငွေတန်ပြီးပြီးချမှတ်ခံရမှာနဗတ်နေ့ကျဒီမျိုးသမီးကိုခမောသဘေဆွဲပရိုက်ပြီးတော့ဆိုရှယ်မီဒီယာပေါ်မှာအချက်တကွဲအကျိုးနဲ့ဖြစ်ကောင်းလောက်တဲ့ကိစ္စအတွက်66ကကြီး နှစ်နှစ်တည်းမပူသောထောင်တန်ငွေတန်အသည်းကြီးကိုချမှတ်ခံရောက်နောက်တစ်ချက်ကခလေးတန်ငယ်နှိမ့်ဆက်ညင်ပန်းမှု ခလေးလေးကိုကျိုးနဲ့တုတ်ပြီးတော့ဓာတ်တိုင်မှာကိုက်ပြီးတော့ကျိုးနဲ့မိခင်ရောနှုတ်နှစ်ယောက်စလုံးကိုကတ်တုတ်တာလေခလေးတန်ငယ်နှိမ့်ဆက်ညင်ပန်းမှုပုံမှတရားကာကြီးအရာထောင်တန်တလကနေ6လ ထိချမှတ်နိုင်တယ်ချမှတ်လို့ရတယ်အဲ့တော့ခမောင်းကိုပေးခြင်းနဲ့မစိတ်ကအဲ့ဒီပုံမှန်လေးတွေပါပဲခမောင်းကသူ့ကိုတခိုးလို့ဆွဆွဲတယ်သူ့ရဲ့လက်ထက်မှာလည်းလက်ဝဲပြတာတခိုးမှမတွေ့ရဘူးခမောင်းဆွဆွဲတဲ့အခင်ကဏ္ဍမှာခမောင်းကျူးလွန်လိုက်တဲ့အမှုက၃ခုရှိတယ်ခမောင်းကျူးလွန်လိုက်တာနော်၃ခုရှိတယ်နံပါတ်1တမန်နာကျင်စေမှုသမင်ဆွဲပြီးတော့ပေါ့ကိုရိုက်တယ် နံပါတ်1ကလေးတငယ်နှိမ့်ဆက်ညံပါမှုကလေးကိုကျုံးနဲ့တုတ်တယ်နံပါတ်3ဒီအမျိုးသမီးကိုအချက်တပွဲအကျိုးနဲ့ရအောင်ဆိုပြီးတော့လိုင်းမော်တင်တဲ့ကိစ္စ66ဂါကြီးခမရအမှု3ခုကိုကျူးလွန်ထားပြီးခမရကိုပြောခြင်းနဲ့ message ပေးခြင်းနဲ့ message လက်ဆောင်ကတော့အဲ့ဒါပဲအဲ့ဒီမှာဒီအနည်းနဲ့မှရှိတဲ့ပုံပုံတွေအားလုံးကနေပြီးတို့ကတငယ်ချင်းတို့ကြီးမင်္ဂလာပါအမစကားလေးနဲ့ပြောခြင်းမနက်ကမြင်ရတဲ့မြင်ခွင့်ရမြင်ခွင့်မလှဘူး နော်တခေါ်ကိုမိတယ်ဒီမိမရိုက်တယ်မအပြစ်မပြောဘူးဩသူပြည့်စည်ခိုးလို့သူရိုက်တာရိုက်ရိုက်ပြီးသက်ဆိုင်အောင်အကြောင်းကြားအဲ့လားကျမဆိုင်မှာ ဝင်ခိုးလို့ကျမဒီမိမကိုကျမစိုက်လိုက်မှမနဲ့ကျမလုံးမိဘူးချုပ်လမ်းမပေါ်ကတွေ့လာသူ စတိုးဆိုင်ပိုင်ရှင်ဟာပစ္စည်းခိုးယူသူတာမီကိုနှိပ်စက်ခဲ့တဲ့ရုပ်တံကြောင့်ပြည်သူတွေရဲ့ဒေါသဟာအထုထိတ်ကိုရောက်ရှိနေပြီးအွန်လိုင်းပေါ်မှာဆိုင်ကိုမိရှုပ်ပေးနိုင်သူကိုမြန်မာငွေ350စုချမယ်ဆိုတဲ့ရာဇဝတ်မှုမျိုးဆွဲတဲ့ပြောဆိုမှုများအထိပေါ်ထွက်လာခဲ့ပါတယ် ်လက်ရှိအခြေအနေမှာဆိုင်ရှင်တဲ့ဝန်ထမ်းများကိုစစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ကဖမ်းဆီးထိန်းသိမ်းထားပြီးကလေးတငယ်ဥပဒေဆက်သွယ်ရေးဥပဒေပုံမှား66ကအပါအဝင်ပြစ်မှုများစွာနဲ့အရေးယူဖို့ပြင်ဆင်နေပါတယ်။ဒါဟာခိုးယူမှုကျူးလွန်သူထက်ဥပဒေမဲ့ကိုယ်တိုင်စီရင်ခဲ့သူကပြစ်ဒဏ်ပုံမှုကြီးလေးမဲ့အခြေအနေကိုရင်ဆိုင်နေရတာပဲဖြစ်ပါတယ်။ ဒါအပြင်ဆိုင်ပိုင်ရှင်ရဲ့လုပ်ရက်အပေါ်လူတို့ကဝေဖန်နေချိန်မှာစာဝတ်နေရအခက်ခဲကြောင့်ခိုးယူခဲ့ရပြီးဝေဒနာရှင်ကလေးငယ်ကိုစောက်ရှောက်နေရတဲ့ဒါအမီရဲ့ဆင်းရဲနှံပါမှုအပေါ်စာနာထောက်ထားမှုပေးသူတွေလည်းရှိနေပါတယ်။သို့တော်လည်းဒီဖြစ်စဉ်ကနေပရာဟိတအမီခံပြီးဖော်ပရီဖုန်းလုပ်ရက်တွေပေါပေါက်လာနိုင်တဲ့အနေအထားကိုလည်းသတိထားဖို့လိုအပ်နေပါကြောင်းသုံးသပ်တင်ပြရင်း ဒီဖြစ်စဉ်ရဲ့ဥပဒေရေးရာအဆုံးသတ်နဲ့လူမှုရေးတက်ရောက်မှုများကိုဆက်လက်ဆောင်ကြည့်ဝေဖန်ပေးသွားကြဖို့ဖိတ်ခေါ်ရင်းအဆုံးထိနားဆင်ပေးသွားကြပါဦးခင်ဗျာတိုက်မိပါတခေါ်သည် तू ခေါ်တယ်မှန်ကန်တယ် तू ကလည်းပြောတယ်ခလေးစေဖို့မရှိလို့ तू လောက်တယ်တက်ဆိုင်ရအဖွဲ့စည်းတွေ तू လာခေါ်သွားလိုက်မယ်အရေးယူပါမယ်နေရာလည်းမချစ်နိုင်ရင်တက်ဆိုင်ရအဖွဲ့စည်းတွေကျမပစ္စည်းပါခိုးတယ်ဒီတစ်ခါတော့တိုင်ချက်ဖွင့်ဟုတ်တယ်နော်နေအခုရိုက်နေတာကြီးကမြင်ကွင်းတိုက်မလှအောင်မြင်လို့ကြည့်လို့လည်းမကောင်းအောင် စိတ်ထဲလည်းမကောင်းအဲ့လောက်ကြည့်မလောက်ပါနဲ့ငါတခေါက်ဘက်ကနားလို့ပြောတာမဟုတ်ဘူးနော်နေမတရားလုပ်နေတာကိုငါမြင်လို့ပြောတာဟုတ်လားဟက်ကောင်မကြီးရဲ့လူဘာတိတ်မဝနဲ့ကောင်မကြီးအဲ့လောက်ပဲငါပြောမယ်ဒီဗီဒီယိုကိုမြင်မြော့လေညီမတို့တော်တော်စိတ်မနာဘူးလား တကယ်တကယ်ဟိုစိတ်မကောင်းဖြစ်တာဘလို့မှခံစားလို့မရအောင်အဲ့အမကိုလည်းပြောနေတာလေအဲ့လောက်ထိလုံးဖို့လိုလို့လားအဲ့လောက်ထိလုံးဖို့လိုလို့လားကျမလည်းဈေးသေးပါပဲကျမလည်းဈေးသေးပဲဒီလုံဒီလိုမျိုးခိုးတာပါညာလေလူတိုင်းကြုံတွေ့ရတဲ့အရာဒါပေမဲ့အဲ့လောက်ထိလုံးဖို့မလိုဘူးမရဲ့ဘလို့ပြောမလဲကိုမကျင့်တော့ဘူးလားရဲအဲ့ရဲလက်ထဲကိုအဲ့လိုက်ရဲက သူကသူဆက်လုသွားလိမ့်မယ်အဲ့လောက်ထိနှိမ့်ဆက်ဖို့မလိုဘူးပြီးတော့ခလေးပါတယ်သာသမီချင်းကိုကျစားနော်ခလေးငယ်လေးပါတယ်မြင်ရတွေ့ရတာတော်တော်အဆင်မပြေဘူးဟုတ်တယ်လာခိုးတယ်လာခိုးတာမိသွားပြီဆိုရင်လိုင်းမတင်ချင်တယ်မလားအမတင်လို့ရတယ်မတင်နဲ့လို့မပြောတင်လို့ရတယ်သူ့ရဲ့မျက်နှာသူ့ကိုပဲဗီဒီယိုရိုက်လေခလေးကိုမရိုက်နဲ့သူ့ကိုပဲဗီဒီယိုရိုက်ပြီးတော့ဒါကတော့ကျမတို့ဆိုင်မှာဒီလိုဒီလိုလာခိုးပါတယ်အမလက်ပါစရာအကြောင်းမရှိဘူးလေရဲလက်ထဲအလိုက်ရဲကသူ့ဟန်သူသူ့ရဲ့ တာဝန်ဝတ္တရားတိုင်းလုံးလိမ့်မယ်အမအဲ့လိုမျိုးတွေရှင်နေပူနဲ့ပတ်မယ်လို့အသားကြီးစီးထုံမယ်လို့နေပူထဲမှာဓာတ်တိုင်ကြီးမှာခလေးရောလူကြီးရောကျိုးချီရတာရယ်အဲ့လိုက်ရလုံးစရာမလုံးလေအမမကျင်နေအောင်မလားအဲ့ညာမင်းရဲခေါ်ပြီးရဲလက်ထဲအောင်တခါတည်းအဲ့လိုက်ပြီးွားပြီးလိုင်းမော်တည်ကျင်နေမလားတင်တင်လို့ရတယ်အဲ့လိုရိုက်နှက်စရာမလို့ပေါင်ကြီးကိုဒီလိုမျိုးခြေလောက်ကြီးကိုနင်းထားပြီးသပင်းကိုဆွဲထားတာအရန်ကြည့်ရရုပ်ဆိုးတယ်လို့ပြောမလားအခုကလေအဲ့ဗီဒီယိုဖိုင်ကိုကြည့်ရတဲ့အချိန်မှာလေဟိုခိုးတဲ့လူကိုပဲတနာရတယ်ကျမတို့ ကဲနော်ကိုယ့်ရဲ့စိတ်ကမနှက်စာစားမယ်ဆိုပြီးတော့ TikTok လေးခဏကြည့်မယ်ဆိုပြီးကြည့်လိုက်တယ်အဲ့ video file ကိုမြင်လဲမြင်တယ်ဆိုင်ရှင်ကလူမုန်းတာတွေနော်အဲ့ခံနေရတဲ့ခိုးတဲ့အမာကြီးကိုပဲအမာကြီးရောမဟုတ်အန်တီကြီးကိုပဲသနာရဲအဟိုကျွန်မ like ကြည့်ရတော့အိုက်ဆိုင်ရာလှိုင်းတာရာလှိုင်းတာရာလိမ့်စာလို့တော့တွေ့ရဲအဲ့အန်တီရဲ့လိမ့်စာကြည့်ရဘာညာဆိုလဲဒီ comment လေးမှာတစ်ချက်လောက်မှန်ခဲ့တယ်ကျွန်မလှူခြင်းလို့အဲ့အန်တီကိုလှူခြင်းလို့ဘလို့ပြောမလဲရဲလက်ထဲအပ်လိုက်ပါရဲလက်ထဲအပ်လိုက်ရှင်နေများရယ်နော်ပြောအဲ့လိုက်ကြည့်ပြောလေရှင်နေမောတယ်ဒီလား ဟင်းနေမောရဲ့ရဲလက်ထဲအလိုက်ရဲကလုတ်ဆရာရှိရလုတ်သွားလိမ့်မယ်။ဒါမှတောင်းယုံတဲ့ယုံဆိုလည်းအဲ့လိုမျိုးကိစ္စတွေဝင်လဲမပြောဘူး။ပြောလိပြောထားလည်းမရှိဘူး။ကိုကြည့်ချင်းနေဆိုရင်ကြည့်လိုက်တယ်မကြည့်ချင်းရကြောပါလိုက်တယ်။ကိုကိစ္စအဲ့မဲ့အလောက်ကြည့်ပြီးရောလေကျမတကယ်စိတ်မကောင်း။တကယ်စိတ်မကောင်း။ဟောခလေးလေးကိုလုတ်သူ့မှာလေ။ဟိုကျမခလေးကိုမလုတ်ပါနဲ့ကျမကိုပဲလုတ်ပါ။သူ့သားသမီးကိုလုတ်ပါဆိုလို့။ဟိုဘယ်လိုပြောမလဲ။အခုကွာ။ သူခိုးတယ်ဆိုတာလည်းသူ့မှာလည်းအကြောင်းရရှိမှာပဲဟိုကျမခိုးရလူတိုင်းကအပိအမြောင်လောက်တာမဟုတ်ဘူးတကယ်မရှိလို့လောက်လိုက်လုံးမိလောက်ရလောက်လိုက်တဲ့လူတွေလည်းရှိရတချို့ကြာလည်းမလောက်စားခြင်းလို့အပြင်းကြီးပြီးတော့ဟိုသူများတကပစ္စည်းကိုအလကားအချောင်းလိုခြင်းလို့လောက်စားရလူကလည်းတသက်ရှိရတချို့ကြာလည်းအခက်ခဲဖြစ်နေလို့မဖြစ်မနေမို့လောက်လိုက်ရဒါလည်းရှိရအချောင်းမျိုးမျိုးကြောင့်ရှိရသူ့အကြောင်းနဲ့သူဟိုလိုပြောမလဲသူပြောရတဲ့အဲ့ထဲမှာနေ့မှခြေလက်တွေနေ့မှလည်းခြေလက်တွေပါပါပဲငါမှလည်းခြေလက်တွေလောက်စားဖို့ဆိုတော့ဘဝပေးခြေနေရမတူကြဘူးလင်းဘဝပေး းချင်နေရမတူကြဘူးဘယ်လိုပြောမလဲလုပ်ငန်းလုပ်ဖို့အရင်းနှီးရှိရလို့ရှိသလိုအရင်းနှီးမရှိရလို့ရှိရအဲ့လိုမျိုးပဲတယောက်နဲ့တယောက်ပေါ့ဘဝပဲကုသိုလ်ကံတူကြဘူးအမှမကျင့်နိုင်ဘူးလားရဲလက်ထဲအလားအဲ့လောက်ထိလုပ်เสียရမလို့အဲ့လေခိုးတဲ့